ီနေ့မှာတော့ကျွန်တော်တို့ရဲ့နောက်ထပ်နှမိမယ်လေးတစ်ပါးဖြစ်တဲ့ Nico Robin ကြောင့်ကိုပြောပြပေးသွားမယ်။ဒီ Robin ကိုပြောတာမဟုတ်ဘူးနော်။ဒီ Robin ကိုပြောတာ Robin Chan ကိုတော့ကျွန်တော်တို့တွေ Whiskey ပြီးမှစတင်မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ Stroya ဘွဲအတွက်ဒီမှာဟာတမိုင်းပညာရှင်ဖြစ်ပြီးနောက်ဆုံးကျွန်တော်တွေကိုရောက်ဖို့အတွက်ဆိုတာကဒီမှာရဲ့တိညာမပိုင်မလွယ်ဘူးလို့တောင်ပြောလို့ရပါတယ်။ Robin ကိုတော့တမိုင်းတူတွေဒီ Nico Olivia ကမွေးဖွားခဲ့ပြီး အဖေကတော့ဘာမှမတိရသေးပါဘူး။ Robin ကလူဖီလှုပ်ချင်ပြီးတွားချင်ပြီးဆိုရင်ဘယ်တော့မှမတားတဲ့လူတွေမှပါတယ်။ပြောရရင်မီလောင်ရလေးပင်တတ်တဲ့လူပေါ့။ကောင်းကင်ကျွန်းတွားချင်ပါတယ်ဆိုရင်လည်းရှိနိုင်တယ်လို့ပြောကာ။သူမကိုယ်တိုင်ချက်လက်တွေရှာပေးတယ်။လူဖီလှုပ်ချင်တာမှန်တယ်များကိုအနောက်ကနေဗာမေကွန်မမထုတ်ပဲလိုက်လုပ်ပေးမယ်လူမျိုးပေါ့။သူများတို့ဆိုအမြဲတမ်းသိရှိပေးခြင်းတတ်တဲ့သူမရဲ့ငယ်ဘဝကတော့မလာပါခဲ့ပါဘူး။ တမိုင်းသူတဲ့ဒီဗီယက်တန်နီကိုအိုလီဗီယာဟာနှစ်တရာလောက်တမိုင်းတဲကနေပြောင်းဆုံးနေခဲ့တဲ့ကဘာကြီးရဲ့အကြောင်းကိုလေ့လာဖို့အသက်နှစ်နှစ်အရွယ်နီကိုရော်ဘင်ကိုထားခဲ့ပြီးပင်လယ်ထဲကိုတောသွားခဲ့ပါတယ်။ကလေးငယ်လေးရော်ဘင်ဟာတူဦးလေးအိုရန်ဒိုနဲ့တူနေထိုင်ခဲ့ပါတယ်။ရော်ဘင်တို့နေထိုင်ရာအိုဟာရာကျွန်းလေးဟာတမိုင်းပညာရှင်တွေစုစည်းနေထိုင်ရာကျွန်းလေးလေးဖြစ်တယ်။ကမ္ဘာတဝမ်းမှာရှိတဲ့တမိုင်းပညာရှင်တွေဟာ Tree of Knowledge ဆိုတဲ့ကမ္ဘာအကြီးဆုံးစာကြီးတိုင်းမှာတမိုင်းပညာရှင်ကိုလေ့လာကြပါတယ်။ဒီစာကြီးတိုင်းရဲ့တက်တန်းကနှစ်ပေါင်း9000ရှိနေပါပြီ ဖော်နက်ကလစ်ဆိုတဲ့ကြောက်တုံးတွေကစာရီရဲ့အစာတွေကိုဇွဲတုံးပြီးရင်စူးစမ်းမိသွားကြတဲ့တမိုင်းပညာရှင်တွေဟာ Blanc Century ကမ္ဘာတမိုင်းမှာပျောက်ဆုံးနေတဲ့နှစ်တရာအကြောင်းကိုတိတ်တဆိတ်လေ့လာခဲ့ကြပါတယ်။ဒီ Black Century ရဲ့အကြောင်းကိုအစိုးရကလေ့လာဖို့ပြင်ပထားပြီးတော့ကမ္ဘာအကြီးဆုံးရာဇဝတ်မှုလို့တောင်သတ်မှတ်ထားပါတယ်။ Robin ဟာတူမရဲ့မေလိုမျိုးပဲပါရမီပါခဲ့ပြီးတော့တမိုင်းစာအုပ်တွေကိုရှင်းနေရွယ်မှာတင်လေ့လာနိုင်နေခဲ့ပါပြီ။ Robin ဦးလေးရဲ့မိမဖြစ်သူကတူမကိုမလိုချင်တယ်လို့အမြဲလိုလိုနှိမ့်ဆက်လေးလည်းရှိတယ်။တူမကိုမိသားစု Celebration Party တွေမှာပါဝင်ခွင့်မပေးတယ်လို့ပင်မတဲ့လုပ်တွေကိုပဲခိုင်းစေပါတယ်။ခန္ဓာကိုယ်ရဲ့ပေစိပိုင်းကိုမစိုးထုတ်နိုင်တဲ့ဟာနာဟာနာနိုမီကြောင့် Robin အတွက်တော့အရင်လုပ်တွေကိုလွယ်လွယ်ကူကူ ူပဲလုံနိုင်ခဲ့ပါတယ်။တူမရဲ့ဒီဝေဖူဆွမ်းကြောင့်ပဲရွေတူကလေးတွေကမကောင်းဆိုးဝါလို့ခေါ်ပြီးခွဲခြားဆက်ဆံခဲ့ကြပါတယ်။တူမမှာတငယ်ချင်းဆိုလို့ Trio Knowledge ပညာရှင်တွေပဲရှိပါတယ်။တူမအားလက်ချင်းများစုမှာ Professor Globado စီကနေတင်ယူလေ့လာခဲ့ပြီးတရက်မှာတော့တူမကိုသမိုင်းပညာရှင်တစ်ယောက်အဖြစ်အတိမပြုစုတဲ့စိတ်ကိုပေးအပ်ခဲ့ပါတယ်။အခုဆို Robin ဟာတရက်ဝင်သမိုင်းပညာရှင်တစ်ယောက်အဖြစ်လေ့လာခွင့်ရတော့ပြီလည်းဖြစ်ပါတယ်။တူမဟာလည်းတူမအမေလိုမျိုးပဲကဘာကြီးရဲ့အမှန်တရားအကြောင်းဖြစ်တဲ့ပေါ်နက်ကလစ်တွေအကြောင်းကိုလေ့လာခြင်းကြောင့်ပြောခဲ့ပါတယ်။ ဒါပေမဲ့ပေါ်နက်ကလေးတွေအကြောင်းကိုလေးလာနေတာကအရန်ကို risk များတာမို့ပညာရှင်တွေကတော့ဒူမကိုမလုပ်စေချင်ခဲ့ပါဘူးဒူမကုနာတောင်းနေအောင်မယ်ဆိုရင်တော့စာကြည့်တိုက်ကနေဗန်းပြရလိမ့်မယ်လို့ Professor Global ကဆိုလိုက်ပါတယ် Robin ဟာ O'Hara နောက်မြောက်ဘက်ကကမ်းခြေတစ်ခုစီကိုပြေးသွားခဲ့ရင်ကမ်းခြေမှာတောင်လာတင်နေတဲ့ဂျာဂွားရီဇော့ဆိုတဲ့ဂျိုင်ယန့်ကြီးကိုတွေ့လိုက်ရပါတယ်ဒီလိုနဲ့သူတို့နှစ်ယောက်ကပြန်လည်စကားပြောခဲ့ကြရင်တငယ်ချင်းဖြစ်သွားခဲ့ကြပါတယ် စောဟာရဲ့တန်းပြီးတော့သူမကဒရေရှိကြီးဆိုတာဗာလဲလို့မိလိုက်တယ်။စောကတော့ဒါကငါရဲ့နေရာလေမင်းကအရင်ကစိတ်ဝင်စားဖို့ကောင်းတဲ့မင်းကလေးပဲလို့ပြန်ပြေခဲ့ပါတယ်ဒီလိုနဲ့ရော်ဘင်လဲစောရဲ့ရဲ့တန်းကိုတဘောကြတော့ပြီးတော့ပြုံးရံမိခဲ့တယ်။ဘင်းရဲ့ရင်ရမ်းချစ်ဖို့ကောင်းတာပဲဒါကြောင့်ဒီတက်များကြီးပြုံးပါလို့စောကသူမကိုပြောခဲ့တယ်သူကတို့လဲကြွားွားဒီစော်လို့မိတ်ဆက်ခဲ့ပါတယ်။ရော်ဘင်နဲ့ခင်မင်ခဲ့တာလေးရံမြောက်တဲ့နေ့မှာတော့သူကရွက်လေတစ်စင်းကိုတီဆောင်နေခဲ့ပါတယ်။ ရောဘင်ကတူမမမိဘတွေမရှိတလို့တငယ်ချင်းတွေလည်းမရှိကြောင်းအမေမျက်နှာကိုတောင်မမတ်မိတော့ကြောင်းနဲ့တူမကသမိုင်းပညာရက်တွေကိုလေးလာနေတောင်ဖြစ်ကြောင်းပြောပြခဲ့ပါရယ်စောကတော့တူမမခက်ခဲတဲ့ချိန်တွေကြုံတွေ့ခဲ့ရမယ်ဆိုရင်တောင်မှအမြဲတမ်းရင်မောဖို့အတွက်ပြောခဲ့ပါရယ်တူရောက်နေတဲ့ကျွန်းဟာအိုအာရဆိုတာကိုတီးသွားခဲ့ပြီးတော့ရောဘင်ရဲ့မိဟာအိုလီဗီယာဆိုတာကိုလည်းတီးသွားပါရယ် ပေါ်နက်ကလေးတွေကိုလေးလာခဲ့တဲ့ဂျိုးဆန်နေနဲ့မကြာခင်မှာစစ်သင်းမောရီယာဒီကျုံးကိုရောက်လာတော့မှဖြစ်တယ်လို့ရော်ဘင်းကိုပြောပြခဲ့ပါတယ်။စောရဲ့ဂျေဇူးကြောင့်နဲ့အိုလီဗီယာကလည်းရေတက်လက်ကလွန်မြောက်လာခဲ့ပြီးတော့ကျုံးမော့ကိုရောက်နေခဲ့ပြီလည်းဖြစ်ပါတယ်။သူ့ရဲ့မိတ်ဆွေတွေနဲ့တမိုင်းပညာရှင်တွေကိုဒီကျောင်းကိုပြောပြနေပြီးတော့ဒီကနေအများဆုံးထွက်သွားဖို့ပြောနေခဲ့ပါတယ်။ဒါပေမဲ့ Professor Glover ပါဝင်တမိုင်းပညာရှင်တွေအားလုံးကတော့ထွက်သွားဖို့ကိုညှဉ်းဆန်းခဲ့ကြပါတယ်။ ူတို့တွေအနေနဲ့ research တွေကိုအများကြီးပြုလုပ်ခဲ့ပြီးပြီဖြစ်တယ်လို့ tree on knowledge ကိုလည်းကာကွယ်ဖို့ရှိနေသေးတာကြောင့်ထွက်သွားလို့မရဘူးလို့ပြောခဲ့ပါတယ် CB9 တွေကကျွန်းပေါ်ကိုရောက်လာနေပြီဆိုတာကိုလည်းကြားရော Olivia ဟာတနက်ဆွဲခိုင်းပြီးတော့ပြေးသွားခဲ့ပါတယ် Robin နဲ့သူမကလမ်းမတင်ကိုရီးယားလွယ်လေးလွယ်သွားခဲ့ပါတယ် အိုလီဗီယာဟာတူမလိုဂရီမင်နယ်တယောက်ကရောဘင်ရဲ့အမိတယောက်အနေနဲ့မရှိကျင်ခဲ့ပါဘူး။အိုလီဗီယာရဲ့ဆန္ဒအတိုင်းကလိုဘာတို့ကလည်းဒုမိမရောက်လာခဲ့ဘူးလို့လင်ပြောပေးခဲ့ပါတယ်။ရောဘင်ကလည်းဒီဂျွန်ဘော့ကိုစစ်တင်းဘော့တွေလာရောက်တိုက်ခိုက်တော့မယ်ဆိုတော့တူမတိလာတဲ့အကြောင်းလေးကိုပြောခဲ့ပါတယ်။ကလိုဘာကတော့ပစ်ကိုအမြန်ဆုံးပြောင်းပြစ်လိုက်ပြီးရောဘင်ကိုဒီကနေထွက်သွားဖို့နဲ့တူမကိုတူမသမိုင်းပညာရှင်တယောက်ပါလို့မပြောဘူးမှာလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲ CP9 တွေက Tree of Knowledge စီကိုရောက်လာပြီးတော့ဖော်နယ်ကလစ်တွေကိုစတင်ရှာပွေတော့တယ်။ဂျွန်ဘက်ဘက်လေကိုလည်းစစ်တင်းဘော့တွေဝိုင်းတားလိုက်ကတူ ေတီတွေကိုလည်းဖန်ချုပ်ထားလိုက်ပါတယ်။အိုလီဗီယာကလည်းပြန်ဖန်ခံလိုက်ရပြီးတော့သူတို့စီကိုစပန်တိုင်းကခေါ်လာခဲ့ပါတယ်။ရေတက်ကတပင်းကြီးကိုစတင်ဖြည့်ဆည်းခဲ့ပြီးတော့ ပေါ်နှကလေးကိုလည်းရှားတွေ့သွားခဲ့ပါတယ်အစိုးရကတားမြစ်ထားတဲ့အရာတွေကိုလေးလာနေခဲ့တဲ့အတွက်အိုဟာရာကပညာရှင်တွေအကုန်လုံးကိုဘတ်စတာဂွန်နဲ့တပ်ပစ်တော့မှလည်းဖြစ်ပါတယ်ဒါဗီမက်ကလိုပါကစပန်တိုင်းရဲ့ဒဏ္ဍာရီရှိကနေကိုရိုဇေးတွေကိုစကားပြောခဲ့တယ်အိုဟာရာကပညာရှင်တွေအနေနဲ့ဒီသူတွေတနာကိုလောက်ခဲ့တာကြပြီဆိုပေမဲ့အဆုံးတက်ကိုတောင်မရောက်သေးကြောင်းဝိုက်ဆန်ဂျူရီရဲ့အကြောင်းကိုသူတို့တွေလေးလာနေတာဖြစ်ကြောင်းဂိုရိုဇေးတွေကိုပြောလိုက်ပါရယ်လွန်ခဲ့တဲ့နှစ်၈၀၀ကျော်ကဝိုက်ဆန်ဂျူရီလိုခေါ်တဲ့ချိန်မှာနိုင်ငံတစ်ခုတည်ရှိခဲ့တဲ့ထောက်ထားတွေကိုတွေးရှိခဲ့ပြီး ဒီနိုင်ငံရဲ့နာမည်ကိုတော့မပြောလိုက်နိုင်ခင်မှာပဲ Professor Glover ဟာပြစ်ခံလိုက်ရပါတယ်။စာကြီးတိုက်ကိုမီးရှို့ပျက်စီးထားတဲ့အတွက် Glover ကစာအုပ်တွေကိုအများဆုံးတည်ထုတ်ဖို့ပြောလိုက်တယ်။သူ့တဲ့တီတွေအကုန်လုံးကလည်းစာအုပ်တွေကိုအများဆုံးတည်ထုတ်နေကြပြီး Olivia ကိုမြင်နေတဲ့ Robin ဟာအမေဟုတ်တယ်မလားလို့မေးလိုက်တယ်။တမီးကကြည်လာလို့မေမမမီးတော့လာလားတနေ့နေ့မှာအမေလက်ကိုကင်ပြီးတော့လမ်းလျှောက်ကျင်ခဲ့တာဒါကြောင့်တမီးစူးစမ်းပြီးတုတေသနပညာရှင်ဖြစ်လာခဲ့တာ တမီလဲပွန်းနှက်ကလေးတွေကိုဖတ်နိုင်နေပါပြီ။ဒါကြောင့်မေမေနဲ့အတူတူနေခွင့်ပေးပါလို့ရောဘင်ကအော်ပြောနေခဲ့ပါတယ်။ CB9 တွေကရောဘင်ဟာလဲပွန်းနှက်ကလေးတွေဖတ်နိုင်တာကိုတီထွားခဲ့ကအဲ့ဒီနောက်မှာတော့ဂျွန်ဘက်ဘက်လင်မှာဝိုင်းထားတဲ့စစ်သည်မော်တွေဟာလည်းစတင်ပြခတ်ပါတော့တယ်။ဘတ်ဂျာကိုခေါ်လိုက်တဲ့အတွက်ကြောင့်အိုဟာရာကျွန်းကြီးတစ်ခုလုံးကိုစတင်ဖြတ်စည်းနေခဲ့တာဖြစ်ပါတယ်။ Boy Century အကြောင်းကိုမသိစေချင်တဲ့ဆိုရဟာကျွန်းကြီးတစ်ခုလုံးကိုတမိုင်းကနေဖျက်ဖျက်ပစ်ဖို့အတွက်လုပ်ခဲ့ပါတယ်။တမိုင်းပညာရှင်တွေဟာစာအုပ်တွေကိုကာဝယ်နေခဲ့တယ်လို့ Robin Lee ကလည်းအခုမှတူမအမေကိုဖက်ခွင့်ရခဲ့တာလည်းဖြစ်တယ်။ ဖုန်းနဲ့ကလေးတွေဖတ်နိုင်တဲ့ဒူမားတို့ဒါမီကိုကလိုပါကဒီကျုံးကနေမြန်ဆုံးထွက်သွားဖို့အတွက်ပြောခဲ့ပါတယ်အဲ့ဒီအချိန်စောကလည်းရောဘင်းကိုစိတ်ပူတာကြောင့်ရောက်လာခဲ့ပါတယ်ရောဘင်းကိုဇောလက်တဲကိုအက်ခဲလိုက်ကဒူမားကတော့ဇာဟုတ်တွေကိုကာကွယ်ရအောင်မှဖြစ်လို့တမီကတော့တတ်ဆက်ရှင်မှလို့ပြောလိုက်ပါတယ်ဆောကလည်းအိုလီဗီယာရဲ့ဆန္ဒအတိုင်းရောဘင်ကိုခေါ်သွားပေးခဲ့ပြီးတော့ရေတက်ကလည်းသူတို့ကိုတွေ့တော့ခဲ့တယ်။ရေတက်ကသူ့ကိုပြစ်မှတ်ထားတိုက်ခိုက်နေတာကြောင့်ရောဘင်ကိုကာကွယ်ပေးရင်ဒီကနေပြေးဖို့အတွက်ပြောလိုက်ပါရယ်။ အဲ့ဒီရဲ့ချင်းပညာရှင်တွေကတော့ကျွန်းလေကရေကန်ကြီးတဲကိုဇာအုပ်တွေကိုပြချနေခဲ့ပါတယ်။ ဒီလိုမှလည်းနောင်လာမယ့်အနာဂတ်မှာလူတွေကိုလက်ဆင့်ခံနိုင်မှာဖြစ်တယ်။စောရဲ့ကောက်ွယ်ပေးထားမှုနဲ့အတူရော်ဘင်ဟာလွတ်မြောက်အောင်ပြေးခဲ့ပါတယ်။ဒါပေမဲ့သူမကိုတင်မော့ဘော်ကိုတက်လိုက်ခွင့်မပေးခဲ့ပါဘူး။ရေတပ်တင်မော့တွေကိုလိုက်ဖြက်စည်းနေတဲ့စောကိုတော့ခူးဆန်ကလာတားခဲ့ပါတယ်။ဒါပေမဲ့အပြစ်မရှိတဲ့ပြည်သူတွေရဲ့ကယ်ဆယ်ရေးတင်မော့ကိုပါဖြက်စည်းပစ်လိုက်တဲ့စာကားစုကီလက်ချက်ကိုမြင်သွားတဲ့အခါမှာတော့သူကိုယ်တိုင်လည်းရှော့ရသွားခဲ့ပါတယ်။စောကရော်ဘင်ကိုထွက်သွားနိုင်အောင်ကြိုးစားပေးခဲ့ပေမဲ့သူဟာခူးဆန်ရဲ့လက်မှာပဲခဲခံလိုက်ရပါတယ်။ ူလုံးဝခဲမသွားခင်မှာ Robin ကိုပင်လယ်ထဲကိုပြေးဖို့နဲ့အခုတော့တယောက်တည်းပဲမြင်တနည်းနည်းမှတရားပေါက်မင်းကိုကာကွယ်ပေးမဲ့တငယ်ချင်းတွေရှိလာလိမ့်မယ်လို့ပြောခဲ့ပါတယ်။ခက်ခဲတဲ့ချိန်တွေမှာတူတင်ပေးထားတဲ့ယင်းကြီးကိုမမေ့ဖို့ကိုလည်းမှာလိုက်ပါတယ်။အဲ့ဒီနောက်တော့စောအာရင်မောရင်နဲ့ပဲခဲသွားခဲ့ပါတယ်။စောဆောက်ထားတဲ့ရွက်လေးစီကိုတွားခဲ့ပြီးမြင်ခူးဆန်ကိုပဲသူမကမြင်လိုက်ရပါတယ်။ စောကသူရဲ့တက်ကိုတောင်ယင်ပြီးသူမကိုကယ်ခဲ့တာကဘာလို့လဲဆိုတာကိုတီးကျင်တာမို့ရောဘင်းကိုလွတ်ပေးလိုက်မယ်လို့ကူးဆန်ကပြောခဲ့ပါတယ်။ဒါပေမဲ့သူမအနေနဲ့မဟုတ်တာတခုခုလုပ်မယ်ဆိုရင်တော့သူဟာယင်ဆုံးရောက်လာမှဖြစ်တယ်လို့ကူးဆန်ကပြောခဲ့ပါတယ်။ ခူးဆန်လှူထားပေးတဲ့ရေခဲလမ်းကြောင်းလေးကနေရွက်လွင့်သွားရင်စောတင်မိခဲ့တဲ့ရေနီးနဲ့ကကဲမှုကိုကျော်လာခဲ့ရတယ်။အသက်ရှင်တဲ့ရွယ်ကလေးမလေးတစ်ယောက်ဟာအိုဟာရာကျွန်းပြပြကြီးတစ်ခုလုံးမှာတဦးတည်းသောအသက်ရှင်ကျန်ရည်သူဖြစ်ခဲ့ပါတယ်။ပင်လယ်ပြင်ရဲ့တနေရာမှာသူမကိုကာဝယ်ပေးမဲ့တငယ်ချင်းတွေရှိမဲ့ဆိုရဲမျော်လင့်ချက်နဲ့ရွက်လွင့်ခဲ့ပေမဲ့ရေဒါကသူမလွတ်မြောက်သွားတာကိုတည်သွားခဲ့ပါတယ်။ရှင်းတဲ့ရွယ်ကလေးမလေးတစ်ယောက်အတွက်89မီလီယံဘယ်ရီပေါင်တီကိုစားထုတ်ခဲ့တယ်။အစိုးရကသူတို့ရဲ့လောက်ရက်ကိုဖုံးကွယ်ဖို့အတွက်အိုဟာရာကနှစိုးရရာကဘာကြီးကိုပြည့်စည်ဖို့လုပ်ခဲ့တယ်ဆိုပြီးဝါဒပြန်ခဲ့ပါတယ်။ ရော်ဘင်ဟာအိုဟာရနှစ်စိုးတွေတဲကတက်ရှင်ကြံရွတ်သူဖြစ်ပြီးရေရတင်မော၆စီးကိုဖျက်ဆီးခဲ့တယ်လို့သတင်းစာထဲမှာကြေညာလိုက်ပါရယ်ရော်ဘင်ဟာဒီဗီလ်ဂျိုင်းမကောင်းဆိုးဝါးကလေးဆိုတဲ့နာမည်ကိုဒီလိုနဲ့ရခဲ့တာလည်းဖြစ်တယ်ဒီလိုနဲ့ရော်ဘင်လေးဟာတက်ရှင်ဘိုးအတွက်ကြိုးစားပြီးနေထိုင်ခဲ့ပေမဲ့သူမရဲ့စုချင်းငွေတွေကိုလိုချင်ကြတဲ့လူတိုင်းဟာသူမကိုတိစားပေါက်ခဲ့ကြပါရယ်သူမဘယ်ကိုပဲသွားသွားလူတိုင်းကသူမကိုဇိုးရလက်တဲကိုအပ်ဖို့လုပ်ကြတယ်ခက်ခဲတဲ့ချိန်တိုင်းမှာစောတင်ပေးတဲ့ယင်းကြီးကိုရဲရင်ရုံးကန်ခဲ့ရတယ်သူမကိုဘသူကမှလက်မခံခဲ့ကြတလို့ဘသူကိုမှယုံကြည်လို့မရတဲ့လောက ကြီးမှာသူမကိုယ်တိုင်ကလည်းတက်ရှင်ဖို့ပင်လယ်တမားဘွဲတွေတစ်ခုပြီးတစ်ခုကိုပြောင်းခဲ့ပါတယ်။သူမရဲ့ဆန္ဒကပေါ်နက်ကလေးကကျောက်စာတွေကိုဖတ်ချင်ုံပါပဲ ဒီလိုနဲ့ Asian Weapon Pluto ကိုရှာနေတဲ့ Crocodile ရဲ့ Brookway World မှာ Missor Sandy ဆိုတဲ့နာမည်နဲ့နေထိုင်ခဲ့ပါတယ်။ဘာလို့လို့နဲ့သူမကတန်း24နှစ်အရွယ်ကိုတောင်ရောက်ခဲ့ပါပြီ။ဒီလိုနဲ့ Crocodile ရဲ့လက်အောက်မှာ Pluto ရဲ့တည်နေရာကိုရှာဖို့၄နှစ်တာလှုပ်လှုပ်ပေးခဲ့တယ်။အဲ့ဒီနောက်မှာတော့ VV ရဲ့တိုင်းပြည်လေးကိုကယ်တင်ပေးဖို့ရောက်လာတဲ့ Luffy တို့နဲ့တွေ့ခဲ့ပါတယ်။ပထမအချိန် Luffy တယောက် Crocodile လက်မှာတည်မလို့ဖြစ်တုန်းကလည်း Robin ကပဲတဲတဲကနေဆွဲတင်ပေးခဲ့တာပါ။ Arabasta နန်းတော်အောက်က Bonnet Click ကိုဖက်ပြီးချိန်မှာတော့ Robin က Crocodile ကိုအမှန်ကိုမပြောခဲ့ပါဘူး။အဲ့ဒီအတွက်ကြောင့်ပဲ Crocodile က်တက်ကြိုက်တာကိုခံလိုက်ရပါတယ်။လူဖီတယောက်ကိုကိုတိုင်းကိုပြင်ပြီးချိန်မှာတော့ပြင်းထန်လာတဲ့စိတ်ကြောင့်မလုံနိုင်တော့ပါဘူး။ဖြည့်စေးကိုရော်ဘင်ကပဲပေးလိုက်ပြီးလူဖီကိုတိုက်စီခဲ့ပါတယ်။လူဖီပြန်ထလာချိန်မှာတော့ကင်းကိုဘရာနဲ့ရော်ဘင်နှစ်ယောက်လုံးကိုကြည့်ပြီးကယ်တင်ခဲ့တယ်။အဲ့ဒီနောက်လူဖီတို့ရဲ့အာရာဘတ်စတာကနေထွက်သွားချိန်မှာတော့ရော်ဘင်ဟာလည်းတိတ်တိတ်ဆိတ်တင်မောပေါ်မှာလိုက်ပါသွားခဲ့ပါတယ်။သူမအသက်ရှင်ခြင်းစိတ်မရှိတော့တဲ့အချိန်မှာလူဖီဟာသူမကိုကယ်တင်ခဲ့တာဖြစ်တဲ့အတွက်တာဝန်ယူပေးဖို့နဲ့အဖွဲ့ထဲကိုဝင်ဝင်တောင်းခဲ့တယ်။ အမြဲတတိဓာဏိတတ်တဲ့ဇူရိုကလွဲရင်တပွဲလုံးကိုအမြင်ကြည်လာအောင်လို့သူမကတင်ရင်းနိုင်ခဲ့ပါတယ်။စကော့ချီမိုတက်ချတ်တာ။ယမ်ဒိုင်စကီအနေဆောင်မ။ဒီလိုနဲ့လူဗီဒိုတွေနဲ့အတူရွလွင့်လာခဲ့ရင်သူမရဲ့မျက်နှာမှာပြုံးပန်းတွေဝေစာလာခဲ့ပါတယ်။စကိုင်းပီးယားစီကိုတွားခဲ့ကြပြီးဖုန်းတော်ကြီးယာမားကိုပြင်ခဲ့တယ်။အန်နေရူကိုနိုင်တိုက်ခဲ့ခဲ့ပြီးတဲ့နောက်ရှန်ဒိုရာခေါင်းလောင်းကြီးရဲ့ဘွန်နက်ကလစ်ကိုဖက်ခွင့်ရခဲ့ပြီးနောက်ထပ်အေရှန်ဝက်ဘွန်ပိုဆိုင်တွန်ချောင်းကိုပါတီးခွင့်ရခဲ့ပါတယ်။ အဲ့ဒီဘွန်နက်ကလေးရဲ့ဘေးမှာတော့ရှင်းအောင်စာနဲ့ရေးသားထားတဲ့ရော်ဂျာရဲ့စာကိုဖတ်ခဲ့ရပြီးရီယိုဘွန်နက်ကလေးက left ဘေးမှာဆိုတာကိုတီးခဲ့ရပါတယ်။ Lauren Island Arts မှာတော့ကုဆန်ကဒူမားကိုခဲပစ်လိုက်ပြီးလူဗီရိုတွေဟာဒူမားကိုကောက်ွယ်ပေးခဲ့ကြပါတယ်။ဒီလိုနဲ့ Water Seven ကိုရောက်မှာတော့ CP9 တွေက Robin ကိုလူဗီရိုရဲ့တပ်နဲ့ချင်းချောက်ပြီးခေါ်လွှားခဲ့ပါတယ်။ Iceberg Embassy မှာရှိတဲ့ Pluton ရဲ့ Blueprint ကိုဝင်ခိုးခဲ့ကြတဲ့ညမှာ Robin ဟာပြစ်မှန်တွေအားလုံးကို Iceberg ကိုပြောပြခဲ့လိုက်တယ်။ Pluton ကြောင့်တကဘာလုံးကလူတွေတည်ကြရမယ်ဆိုရင်တောင် Strawhead တွေရဲ့တပ်နဲ့လဲမှာဖြစ်ကြောင်းလူဗီရိုအတွက် ဆိုရင်သူမဟာဘာမစိုးလုံးနိုင်နေဆိုတာကိုပြသခဲ့တာပဲဖြစ်ပါတယ်ဒီလိုနဲ့ရော်ဘင်တရားအနစ်လိုဘီစီကိုပါသွားခဲ့ကသူ့အဖွဲ့သားတွေကဒီဂျွန်းပေါ်ဒီတူကိုလာခဲ့တယ်ဆိုတာကိုလည်းတီးခဲ့ရတယ်လူဗီဒိုတွေနဲ့သာသူမအတူရှိနေမယ်ဆိုအန်ဒရယ်ပုံများနိုင်တာကြောင့်သူမကိုလာခဲ့ဖို့မလိုဘူးလို့အော်ပြောလိုက်တယ်ဒါပေမဲ့လူဗီကတော့ဝေါ်ကာဘမန်ရဲ့အလံကိုမီးရှို့ခိုင်းလိုက်ကသူ့တငယ်ချင်းအတွက်ဆိုရင်ကပ္ပအစိုးရကိုတောင်းဆိုပေါ်မှာဖြစ်ကြောင်းပြသခဲ့လိုက်တယ်အဲ့ဒီနောက်မှာတော့လူဗီကသက်ရှင်နေတယ်လို့ပြောဖို့အော်ပြောလိုက်ပါတယ် da 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 ီလိုနဲ့ကိုရင်မယ်ရီအပါအဝင်စတော့ဟက်တစ်ဖွဲ့လုံးကရော်ဘင်ကိုကယ်ဆယ်ခဲ့ကြပြီးဝါတာဆေဗန်မှာပါတီပေးခဲ့ကြပါတယ်ခူးဆန်ကလည်းရောက်လာခဲ့ပြီးစောတူမားကိုကယ်တင်ခဲ့တာကအမှန်လားမလားဆိုတာကိုတတ်တည်ပြဖို့နဲ့အခုတော့အိမ်လို့ခေါ်လို့ရတဲ့နေရာကိုရှာတွေ့သွားပြီလားလို့မေးလိုက်ပါတယ်အိုဟာရာရဲ့ရှင်တန်နေခြင်းကတူမားအပေါ်မှာမူတည်နေတာဖြစ်လို့တန်မာအောင်နေဖို့မှာခဲ့ပြီးခူးဆန်ကလည်းထွက်သွားတယ်အန်နစ်လိုဘီပြပြပြီးမှတော့ရော်ဘင်ရဲ့ပေါင်တီက80မီလီယံဒီကိုတက်သွားခဲ့ပါတယ်။အပွဲဝင်အသစ်ဖြစ်တဲ့ဖရန်ကီကလည်းပါလာခဲ့ပြီးတောင်စင်ဆန်နီနဲ့အတူထရီလာဘတ်အယောက်မှာ တော့ဘရိုနဲ့တွေ့ခဲ့ကြတယ်မူရီယာကိုလည်းနေနေနိုင်ခဲ့ကြပြီးရော်ဘင်ဟာဆိုရိုးရဲ့နှစ်သင်းဟန်ပန်မူမတ်ကိုတီးတဲ့တူတွေတဲကတယောက်လည်းဖြစ်ခဲ့တယ်ဆာဘာအိုဒီကိုရောက်မှာတော့ခူမားကရော်ဘင်ကိုတောက်ကီလာဝူကိုပုတ်ပစ်ခဲ့ပါတယ်တောက်ကီလာဝူဆိုတာကကြီးမားတဲ့တရာကြီးပေါ်မှာတည်ရှိတဲ့မြို့လည်းဖြစ်ပါတယ် ဒီတရားကြီးကိုတည်ဆောက်နေတာဟာနှစ်ပေါင်း900ကျော်ကြာခဲ့ပြီဖြစ်ပြီးတော့များစွာသောလုံသမားတွေဟာစာရေးသာဘဝလင်လင်မစားရဘဲခိုင်းစေခံနေကြရတာပါ Revolutionary Army ရဲ့ဂျေဇူးကြောင့်သူမအပါဝင်တခြားကျွန်းတွေဟာလည်းလွန်မြောက်ခဲ့ကြပါတယ်လူဖီရဲ့သတင်းစကားကိုမြင်လိုက်ရတဲ့သူမဟာ Revolutionary Army နဲ့အတူလိုက်သွားခဲ့ပြီးတော့ Fishman Karate နဲ့တိုက်ခိုက်နည်းတွေကိုတင်ယူခဲ့ပြီးသူမရဲ့ဒီဝေရူပါဝါကိုဘလို့ပိုပြီးစွန့်ထအောင်သုံးရမလဲဆိုတာတွေကိုပါလေ့ကျင့်ခဲ့ပါတယ်同じ手のひらでも 魚人空手の奥義 ရောဘင်တယောက်ဟာပူပြီးစွန်းထလာရုံမကစကင်တွေလဲကဲလိုက်ပုံရပါတယ်ရောဘင်တယောက်ဟာလုံးဝချင်းချက်ဖြစ်လာပြီးလှလုံးလို့ကျွန်တော်တင်မကစမ်းကြည့်ပါနှာခေါင်းတွေးချင်ရတဲ့အထိပါပဲ Fishman Island ကိုရောက်မှာတော့ Sea Forest မှာရှိတဲ့ Drive One ရဲ့တောင်းပန်စာကိုဖတ်ခဲ့ပြီး New Fishman Pirate တွေကိုလည်းနှိမ်နှင်းပေးခဲ့ကြတယ်ဘရင်နံပကျုံးနဲ့စကားပြောပြီးကြတဲ့နောက်မှာတော့ Drive One ဆိုတာက Wine Century အတွင်းမှာတက်ရှင်ခဲ့တဲ့လူဆိုတာကိုတီးခဲ့ရပြီး Drive One နဲ့မာမေး Princess တို့ကအဲ့ဒီအချိန်တုန်းကကတိထားခဲ့ကြတာဖြစ်နိုင်ကြောင်း Noah သင်္ဘောကလည်းအဲ့ဒီကတိစကားမှာတခုပါဝင်ဖြစ်ပြီးသူကတိမတီနိုင်ခဲ့တဲ့အတွက် ွက်ပိုနေကလေးပေါ်မှာတွင်မီတောင်မှန်စာပို့လိုက်နိုင်တာဖြစ်ကြောင်းကိုပြောခဲ့ကြပါတယ်ပြီးတော့အေရှားဝက်ပွန်ပိုဆိုင်တွန်ဆိုတာကရေသူမမင်းသမီးလေးရှိရာဟုရည်ဆိုတာကိုလည်းတီးခဲ့ကြရတယ်ဒီလိုနဲ့ပန်းဟာဇတ်မှာတော့မူမူခင်းမွန်တို့နဲ့တွေ့ခဲ့ပြီးစီးတာကလုံးကိုနေနေခဲ့ကြပါတယ်တောက်ကလေးလေးမူမူကရော်ဘင်နဲ့တောင်ရေချိုးလိုက်ရသေးတယ်ငိုးမမူမူဒရက်ရိုဇာမှာတော့ရော်ဘင်နဲ့ဥဇိုတိုဟာတွန်တာတာလေးတွေစီမှာဘန်းခံခဲ့ရပြီးသူတို့ရဲ့ revelation ကိုလည်းကူညီပေးခဲ့ကြရတယ်ရှူကားကိုတိုက်ခိုက်ဖို့အတွက်ဥဇိုနဲ့တူတူစူးစမ်းရင်သူမပါရုပ်ပြောင်းခံလိုက်ရပါသေးတယ်ဒီယာမန်တန်ရဲ့ က်ခိုက်မှုကနေလဲရေဘက်ကကိုကာဝယ်ပေးခဲ့ပြီးတန်ယာရီများကြီးရခဲ့ပါတယ်ဒိုဖလာမင်ဂိုကိုနိုင်ယူပစ်ခဲ့တဲ့ညမှာတော့စားဖို့ရန်နောက်ကျောင်းတွေကိုပါတီးခဲ့ရပြီးစတရာဂရန်ဘလီကြီးကိုလည်းတီထောင်ခဲ့ပါတယ်ဇိုးကိုရောက်မှာတော့ကိုဇူဂီကလန်နဲ့မင်းတွေဟာမဟာမိတ်ဆွေဆိုတာကိုလည်းတီးခဲ့ရပြီးမိုမိုဟာဝါနိုရဲ့နောက်တက်မဲ့ယူကန်ဆိုတာကိုလည်းတီးခဲ့ရတယ်အနီယန်ဖော်နက်ကလစ်ကိုလည်းပထမဆုံးတွေ့ခဲ့ရပြီးဒါလက်ဖ်တေးကိုတွားဖို့အတွက်လမ်းညွန်ကြောင်တုံးဆိုတာကိုပါတီးခဲ့ရပါတယ် ။အိုနီဂါရှိမားဘတ်တဲအတွင်းမှာတော့စန်းဂျီလီရဲ့အော်ခေါ်ပေးမှုကြောင့်ဘလက်မာရီယာနဲ့တိုက်ခိုက်ခဲ့ရပြီးရော်ဘင်ရဲ့အားရဆုံးဇဝင်ကန်းကိုလည်းကျွန်တော်တို့တွေမြင်တွေ့ခဲ့ရပါတယ်။အဲ့ဒါကတော့သူမရဲ့ဒီမွန်ဖောင်ကြီးပါ။ကျွန်တော်ဆိုဒီကန်းကိုကြည်တုံးကအတော့ကိုအန်ဟောမင်တက်မိပြီးပါဇက်ကိုမကြည့်နိုင်ခဲ့ဘူး။デモニがフルール。 ဒီမွန်ဖောင်ကစွမ်းရည်တွေအများများကုန်မုံရပြီးတိုက်ပွဲပြီးမှာတော့ဘရုတ်ကိုဘမန်ဒော်မင်တရားဟာနာယူခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့အရင်ဝါနိုတိုင်းပြည်အပြက်ကိုမြင်ခဲ့ရပြီးနောက်တဲ့ရုတ်ပေါ်နယ်ကလေးတုံးကိုပါတွေ့ခဲ့ရပါတယ်။ဇိုးမာတခုပင်မွန်စီကတခုဒီတခုနဲ့ပါဆိုရင်ရုတ်ပေါ်နယ်ကလေးတုံးကိုပိုင်ဆိုင်နေခဲ့ပြီးဖြစ်ပါတယ်။နောက်ဆုံးရုတ်ပေါ်နယ်ကလေးတုံးကတော့မီးမန်တဲ့လူစီမာဆိုတဲ့ကောလာဟာလာရှိတယ်။အဲ့ဒီနောက်မှာတော့အဟတ်အိုင်စလန်ကိုတွားခဲ့လိုက်ကြပြီး enemy ကအဲ့ဒီနေရာမှာ brain နေပါတယ်။ spoiler လက်ပါတကယ်လို့မိတ်ဆွေတို့အနေနဲ့မင်္ဂါကိုမဖတ်ဘူး enemy ကိုပဲကြည့်မယ် ယ်ဆိုရင်တော့အခုကျွန်တော်ပြောမယ့်အကြောင်းအရာတွေကိုစမနာထောင်တင်တော့ပါဘူးဗီဒီယိုကိုဒီနေရာမှာပဲအဆုံးသတ်ပြီးထွက်သွားလိုက်ဖို့ကြံပြုချင်ပါတယ်အိုင်ဇလန်ပေါ်မှာဆိုရင်တော့ဂိုရိုဇေးတွေကိုတိုင်နဲ့စထရော့ဟက်တွေကြတိုက်ပွဲကြီးကြပ်ဖြစ်ပွားခဲ့ပြီးတော့ဗေဂါဘန်ဟာဘိုက်ဆန်ဂျူရီနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအကုန်လုံးကိုတကဘာလုံးကိုထုတ်ပြန်ခဲ့ပါဗါး ဒီလိုရီတူလေးလာနိုင်ခဲ့တယ်ဆိုတာကလည်း FF မှာရှိတဲ့ Giant တယောက်ရဲ့ကျေးဇူးကြောင့်တာဖြစ်ပြီး O'Hara ဟာဆက်လက်ရှင်တန်နေသေးပါတယ်လို့ Robin ကိုပြောခဲ့ပါတယ်။ O'Hara ဖြစ်ပျက်ပြီး Vega Band တယောက်ဂျုံဘော်ကိုရောက်တော့ကြီးမားလာတဲ့ Giant ကြီးတွေက O'Hara ကစာအုပ်တွေကိုဆက်ယူနေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဒဏ်ရာတွေပတ်တီးတွေနဲ့ပြင်းထန်နေတဲ့ Giant ကစာကြီးတိုင်းမှာစာအုပ်တွေကိုတင်ထားခဲ့ပြီး Vice Century အကြောင်းကိုလေးလာဝင်ပေးခဲ့တယ်လို့ပြောပါတယ်။အဲ့ဒီလူကဘယ်လိုလဲဆိုတာကိုတော့ Vega Band မပြောလဲ Robin ကတိနေပါတယ်။ ဂိုရိုဆေးတွေကိုတိုင်ကအဟက်ဂျွန်စီကိုဆင်းလာခဲ့ပြီးဗီဂါဘန်ရဲ့ထုတ်လွှင့်မှုကိုလာတာခဲ့တယ်လို့စရဟက်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်။ကမ္ဘာ့အစွမ်းတက်ဆုံးဟာကီလို့တောင်တတ်မှတ်လို့ရတဲ့ဂျွိုင်းဝိုင်းထဲတင်ထားတဲ့ဟာကီကိုထုတ်လွှင့်လိုက်တဲ့ဆက်ယုတ်ကြီးရဲ့ဂျေဇူးကြောင့်စရဟက်တွေကလွန်မြောက်ခဲ့ပြီးဒေါက်တာဗီဂါဘန်ကတော့သူ့ထုတ်လွှင့်မှုကိုလုံနိုင်ခဲ့ပေမဲ့အသက်ပြီးခဲ့ရပါတယ်။ FF ကိုရောက်မှာတော့စောနဲ့ရော်ဘင်တို့ကလည်းပြန်လည်ဆုံစည်းခဲ့ကြပါတယ်။22နှစ်ကျော်ကြာဝေးကွာခဲ့ကြတဲ့မိဆွေနှစ်ယောက်အသက်ကိုတောင်စတေးပြီးသူမကိုကယ်တင်ပေးခဲ့တဲ့တူနဲ့ပြန်တွေ့ရတာကြောင့်နှစ်ယောက်လုံးကဝမ်းသာမျက်ရည်တွေကြားခဲ့ကြပါတယ်။ ဒီနေရာမှာဆိုရင် order က robin ရဲ့ဘဝကိုဒီဖြစ်အောင်လို့အရင်ကမချပြဘူးသေးတဲ့ flashback တွေကိုပါချပြထားပါတယ်ရေတက်ဟာ oara ဖြစ်ပြက်အပြီးတရင်စာရှင်လင်းပွဲလုပ်ခဲ့တယ်ကယ်ဆယ်ရေးတင်းပေါ်မြုပ်သွားတဲ့အချိန်မှာသူဟာရန်ကိုအံ့ဩသွားခဲ့ရတယ်လို့ဒီစစ်စင်ရေးမှာတာဝန်ရှိသူစပန်တိုင်းကပြောနေခဲ့ပါတယ်တကယ်လဲစာကစုပြီးတင်းပေါ်ကိုဖျက်ဆီးလိုက်တော့ကသူအံ့ဩသွားခဲ့ရတယ်ဆိုပေမဲ့တကယ်တကယ်မှာတော့ဒီတင်းပေါ်ကိုဖျက်ဆီးသွားခဲ့တဲ့လူကမကောင်းဆိုးဝါးတွေးတွေစီစဉ်နေတဲ့ရှင်နေအရွယ်ကလေးမလေးဖြစ်ကြောင်းပြောလိုက်ပါတော့တယ်အသက်ရှင်နေအရွယ်ကလေးမလေး robin ဟာဘယ်နေရာကိုရောက် ရောက်လူတိုင်းရဲ့တစ္ဆာဖောက်တာရေတပ်ရဲ့ဖန်ဆီးတာတွေကနေလွတ်မြောက်အောင်ကြိုးစားခဲ့ရတာတွေကြောင့်ရှင်သန်နေရတဲ့ဘဝကြီးကိုရှုံးပေးခြင်းလာပုံပေါ်ပါတယ်။အဲ့ဒီအတွက် Robin တယောက်ဟာအသက်မရှင်ကျင်တဲ့အခိုက်အတန့်ကိုရောက်သွားခဲ့ပုံပေါ်တယ်။ခုံချဖို့လုပ်နေတဲ့ Robin အနေနဲ့သူ့အမေရဲ့တက်ဆက်ရှင်ပါလို့ပြောတဲ့စကားရဲ့ စောရဲ့အနာဂတ်ကြရင်တငယ်ချင်းကောင်းတွေတွေ့လာပါလိမ့်မယ်ဆိုတဲ့အကြောင်းကြောင့်တက်တင်မဲ့အတွေးကိုပြန်ထုတ်လိုက်နိုင်တယ်ထင်ပါတယ်။ကျုံးမော်ကစာအုပ်ဆိုင်ဒီဇိုင်းမှာမြေပုံပေါ်မှာအိုအားရကျွန်းရှိမနေတာကိုတတိထားမိသွားခဲ့တယ်။အဲ့ဒီမှာဆိုင်ပိုင်ရှင်ကသူ့ဘသူလဲဆိုတာကိုတည်သွားပြီးရောဘင်ဟာလဲထွက်ပြေးရပြန်ပါတယ်။ရောဘင်ကတော့သူ့ထွက်မပြေးခင်အိုအားရကျွန်းလေးကိုတောင်ဆွဲခဲ့ပါသေးတယ်။ဒီလိုနဲ့သူမဟာစောတင်ပေးထားတဲ့ယန်နီအတိုင်းရဲ့ပြီးအသက်ရှင်ဖို့ကြိုးစားရပြန်တယ်။ဒီရဲ့အကြောင်းတွေကြောင့်ရောဘင်ရဲ့ဘက်စတိုရီကပို့ပြီးတော့ဒီပြစ်သွားစေခဲ့တာပါပဲ။ရောဘင်နဲ့စောတို့ရဲ့ပြန်တွေ့ပုံကိုလည်းအိုဒါအနေ နဲ့ဟိုးဆက်ဆချင်းက chapter ကအတိုင်းပြန်ဆွဲထားတာကိုတွေ့ရတယ်။မတူတာကတော့ပထမတစ်ချိန်စားတွေ့တုန်းကအရေအပြုံးမရှိပေမဲ့ဒီတစ်ချိန်မှာတော့မင်းမလုံနေတာလည်းငါသိတယ်ဆိုတဲ့ပုံစံမျိုးနဲ့ Robin တယောက်ဟာယဉ်နေခဲ့တယ်။စောကလည်းငါမင်းကိုဘယ်လိုနှုတ်ဆက်ရမလဲဆိုတာကိုမသိလို့အခုလိုနောက်ပြောင်တာဖြစ်တယ်လို့ပြောလိုက်ပါတယ်။ပြီးတော့ Robin ကိုလက်ပေါ်တင်လိုက်ပြီးလှလာလိုက်တာနင်းကနင်းမင်း Ovia နဲ့တူလိုက်တာလို့ပြောလိုက်တယ်။ Robin အနေနဲ့လည်းဒီလိုပြောခံလိုက်ရလို့အရန်ကိုပျော်ရွှင်နေပုံရပါတယ်။သူတို့နှစ်ယောက်လုံးတယောက်နဲ့တယောက်ဖတ်ထားလိုက်ကြပြီး Robin တယောက်လည်းသူမဖြတ်တန်းခဲ့ရတာတွေကိုပြန်တွေးမိ ိပြီးမျက်ရည်တွေကျလာပုံပေါ်ပါတယ်ရောဘင်ကိုတော့အစောကလည်းမျက်ရည်တွေကိုထိမနိုင်တော့ပဲငိုချလိုက်ပါတော့တယ်ဒါကငါအသက်ရှင်ကျင်သေးတယ်ဆိုတော့အနစ်လိုပြီးဖြစ်ပြနောက်ပိုင်းရောဘင်တယောက်ကလေးလိုငိုတာဒုတိယအကြိမ်ဖြစ်မဲ့ထင်ပါတယ် ဘယ်လိုလဲအားလုံးလည်းသဘောကျကြတယ်မလားကျွန်တော်တို့ရဲ့ Robin Chan လေးတယောက်သူ့ရဲ့ချစ်ဆုံးလူတယောက်နဲ့ပြန်တွေ့ရတယ်ဆိုတော့လေဒါကတော့ဒီတစ်ပတ်အတွက် Robin Chan ရဲ့ Best Story လေးပါပဲမန်ဂါကအကြောင်းအရာတွေကိုအခုလိုမျိုးထည့်ထားသဘောကျတယ်ပျော်ပေးစေချင်တယ်ဆိုရင်တော့ comment မှာ yes လို့ဝင်ရေးပေးသွားကြပါဦးကျွန်တော်ကြံခဲ့တာတွေလိုအပ်တာတွေရှိရင်လည်းနားလည်ပေးဖို့နဲ့ကျွန်တော်ရဲ့မြင်တွေနဲ့ပေါင်းဆက်ပြီးတချို့အကြောင်းအရာတွေကိုပြပြပေးသွားတာမျိုးရှိတော့ comment မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ် Bye bye guys see you in next video